ကင်းနီလာမကြိုးစောပါရရှင်ဒီနေ့ပမုတ်ကျော်အစာသွနီးလေးကိုလွယ်ကူဆုံးလေးလေးနဲ့လုပ်ပြပေးပါမရှင်ပမုတ်သားလေးကလည်းကျွတ်ကျွတ်လေးနဲ့အထဲကအစာရသာလေးနဲ့ဆိုတော့အရန်ကိုစားကောင်းပါရရှင်ပမုတ်ထဲကိုအစာသွဖို့အတွက်အရင်ချက်ပါမယ်နော်ဟောက်ဘက်ကိုဒီမှာထမင်းစားစွန်းနဲ့တစွန်းကြော်ကြော်လောက်အရင်ထည့်တယ်ကြောင်မူတစ်ခုကိုပါပါလီးပေးထားပါရရှင်အာလူးလေးတွေကိုအတုံးသေးသေးလေးတွေတုံးပေးထားတယ်နော်ဒီနေရာမှာကိုကြိုက်နှစ်သက်ရအသီးနဲ့ကိုကြိုက်နှစ်သက်ရအသားလေးတွေထည့်လို့ရပါတယ်ဒါကတော့ ော့အချက်သားပြအဆက်ကလေးကိုအတုံးသေးသေးလေးတွေတီးထားတာဖြစ်ပါတယ်။မုံလာဦးညီလေးတွေတုံးပေးထားတယ်နော်။ပြီးရင်အားလုံးကိုတမသွားအောင်လို့ငွေပေးပါမယ်ရှင်။ကြားကို ထမင်းစားစွန်းနဲ့လေးစွန်းထည့်တယ်။စားလေးအနည်းငယ်ထည့်ပါရယ်ရှင်။နွားနို့ကိုထမင်းစားစွန်းနဲ့လေးစွန်းထည့်ပါရယ်။လူစိမ်ထမင်းစားစွန်းနဲ့ငါးစွန်းထည့်ပါရယ်ရှင်။ဒီကြပါလေးကလေအထဲမှာစိမ့်စိမ့်လေးနဲ့မှွေမှွေလေးအရန်ကိုစားကောင်းပါတယ်ရှင်။ ဒါကတော့မီယိုနစ်ကိုဒီမှာအနှဲငယ်ထည့်ပါတယ်မီယိုနစ်ထည့်ပြီးတာနဲ့အားလုံးသမသွားအောင်လို့မှွေပေးပါမယ်ရှင် သူ့ရဲ့အနံ့အရသာလေးကလည်းတအားကိုမှွေပြီးတော့စားလို့ကောင်းပါတယ်အခုလိုလေးဖြစ်ဖြစ်ကလေးဖြစ်သွားပြီဆိုရင် မီးလေးပိတ်ပြီးတော့အေးခံပေးထားလိုက်ပါမယ်နော်ပေါမုတ်ကြော်ရံအတွက်ကိုမုတ်နစ်လေးဆက်ပါမယ်ရှင်ဒီမှာအကျော်မုတ်ကိုထမင်းစားဆုံးနဲ့၆ဆုံးစာပုံးထားတယ်ကိုကြိုက်နေတဲ့အကျော်မုတ်ကိုသုံးလို့ရပါတယ်နော် ဣရင်ရေကိုတော့လိုရင်လိုသလိုလေးထည့်ပေးမယ်နော်။ဘုံနဲ့အနေထားကအရန်ကြီးလည်းကျဲမနေရပါဘူးနော်။အခုလိုလေးမပြစ်မကျဲအနေထားလေးမျိုးဆိုရင်ရပါပြီရှင်။ဒါဆိုရင်တော့ပေါင်မုံနှစ်ချက်ပူးကိုယူမယ်ပြီးတာနဲ့ဆောနာဆက်ထားတဲ့မုံနှစ်ထဲကိုထည့်ပေးပါမယ်ရှင်ပေါင်မုံလေးတွေနှံ့သွားအောင်လို့မုံနှစ်ကလေးတွေစွတ်ပေးမယ်ပြီးတာနဲ့ဒီဘက်ကပေါင်မုံကြောက်လေးကိုလာပြီးတော့ကတ်ပေးမှဖြစ်ပါတယ်เนาะအခုကြော်ပြတဲ့ပေါင်မုံကြော်နီးလေးကတအားကိုလည်းစားကောင်းပါတယ်ရှင် ထည့်ပေးတာနဲ့သူ့ကိုပကံလေးတစ်ခုတည်းကိုထည့်ပေးထားမယ်ကြံတဲ့ပေါင်ပုံလေးတွေကိုလည်းဒီနီးတိုင်းပဲလုပ်ပေးမယ်နော်မကတော့ဒီမှာ6ချက်ပဲလုပ်ပြထားတာဖြစ်ပါတယ်အခုဆိုရင်တော့စပြီးကြော်လို့ရပါပြီ စီယိုလေးတည်ပါမယ်နော်စီကိုအရင်မစူခင်မှာပဲပေါင်ပုတ်လေးတွေကိုကြော်ပေးมาဖြစ်ပါတယ်ပေါင်ပုတ်လေးတွေကိုလှည့်ပြီးတော့ကြော်ပေးမယ်နော်တစ်ဖက်ကအယောင်လေးတွေရဲလာတဲ့အထိကြော်ပေးပါမယ်ရှင်မိအရင်မများရပါဘူးနော်မိများရင်ပေါင်ပုတ်သားလေးကတူးပြီးတော့အယောင်တွေမလှတော့ပါဘူးရှင်အခုလို့ရွှေဝါယောင်လေးတွေတန်းလာပြီဆိုရင်တော့ဆယ်လို့ရပါပြီရှင်ဒါနောက်ကြံတဲ့ပေါင်ပုတ်လေးတွေကိုလည်းဒီနေ့တိုင်းလေးပဲကြော်ပေးမယ်နော် ။အဲကြော်ပြီးသားပေါင်မုတ်လေးကိုအလဲကောင်ကနေပြီးတော့ဓာလေးနဲ့လှီးလိုက်မယ်။အဲဒီမှာတော့အထဲမှာဆိုရင်အစာထည့်ဖို့အတွက်ပေါင်မုတ်သားလေးကဒီမှာအခုလိုလေးပေါင်ပေါင်ကြွကြွလေးဖြစ်နေပါလေရှင်။ဒါဆိုရင်စောနာကအမချက်ထားတဲ့အစာလေးကိုထည့်ပေးပါမယ်ရှင်။သူ့ကိုခမ်းများများလေးပဲထည့်ပေးလိုက်မယ်နော်။ပြီးရင်ပေါ်ကနေပြီးတော့ချင်းရီလေးအခုလိုလေးဖြူပေးလိုက်မယ်ဆိုရင်အရန်ကိုစားကောင်းပြီးရတာရှိတယ်ပေါမုတ်ကျော်စားသွင်းလေးရပါပြီရှင်